ပြီးခဲ့တဲ့တပတ်လှုပ်ခတ်ခဲ့တဲ့သတင်းတွေရဲ့နောက်ဆက်တွဲသတင်းတွေကယခုတပတ်မှာလည်းနိုင်ငံတကာသတင်းစိတ်ဝင်စားသူတွေကိုဆက်ပြီးဖန်ဆာခဲ့ပါတယ်အလီလူခေါ်တဲ့အမေရိကန်လော့အန်ဂျလိစ်မှာအထောက်ထားမဲ့ရွှေပြောင်းသူတွေကိုအကြမ်းဖက်ဖမ်းဆီးရာကနေစားခဲ့တဲ့ဆန္ဒပြပွဲတွေဟာယခုကအမေရိကန်ရဲ့အခြားမျိုးများအထိပြန့်နှံ့သွားပြီးထရန့်တွေစိန်ခေါ်မှုဖြစ်လာခဲ့ပါတယ်။ just the beginning people fucking with us and the war's gonna fucking know that we're tired ဒီဖြစ်ရက်ကဇွန်6ရက်ဟုံးဒီပေါ်အိမ်တော်ပြည်ပေါ်ကပစ္စည်းဆိုင်မှာ နေသာအလုသမားတွေစီးနှင်းခံရတာကနေစခဲ့တာလို့ဆိုပါတယ်နိုင်ငံတော်ကအထောက်ထားမဲ့ရွှေပြောင်းနေထိုင်ကြသူတွေအလုလာရှာလေးရှိကြတဲ့ဒီနေရာကိုလူဝင်မှုကြီးကြပ်ရေးနဲ့အကောက်ခွန်ဌာန ICE Federal Agent တွေကအကြမ်းဖက်ဖမ်းဆီးရကနေနေထိုင်သူတွေနဲ့ထိတ်တိုက်တွေ့ခဲ့တာဖြစ်ပါတယ် ရက်စက်ကြမ်းကြုတ်တဲ့ ICE ရဲ့စီးနှင်းမှုတွေကိုကယ်လီဖိုးနီးယားပြည်နယ်ရဲ့ဒီမိုကရက်အုပ်ချုပ်ရေးမှူး Gavin Newsom ကရှုတ်ချခဲ့ပါတယ်။ဒီလိုအကြမ်းဖက်ဖမ်းဆီးမှုတွေကြောင့်တောက်ကြနေကလေးက Los Angeles ကနေထိုင်သူတွေနဲ့ရွှေ့ပြောင်းသူတွေဟာမြို့လယ်မှာစုတည်ပြီးဆန္ဒပြခဲ့ကြပါတယ်။ဇွန်ခုနှစ်ရက်နေ့မှာတော့ထရန့်ကလူဝင်မှုနဲ့အကောက်ခွန်ကြီးကြပ်ရေး ICE ရဲ့ညွှန်ကြားရေးမှုအဖြစ်ခန့်ထားတဲ့ပရန်ဟိုမင်ကိုတိုင် LA ကိုရောက်လာပါတယ် တွမ်ဟူမင်ကအကျန်းဖက်ရန်လုံမှုတွေကိုလုံးဝတီးမခံရေးမှုကင်ဆယ်မယ်ဆိုပြီးပြောဆိုပါတယ်ထရန့်ကိုတိုင်းကလည်းလူဝင်မှုဥပဒေအတိုင်းဗဟုအစိုးရအရာရှိတွေလှုပ်ရှားဆောင်ရွက်နေတာကိုတားဆီးနေတဲ့သန္ဓေပြပွဲတွေဟာတပုံထားနေတဲ့အဓိပ္ပာယ်အထိတက်ရောက်တယ်ဆိုပြီးပြောပါတယ်တမရထရန့်ကသန္ဓေပြပွဲတွေကိုကင်တွယ်ဖို့အမေရိကန်အမျိုးသားအစောင့်တပ်ဖွဲ့ဝင်2000ကိုတက်ဖြန့်သွားမယ်လို့ကြေညာခဲ့ပါတယ် ဒီကြေညာချက်ကြောင့်တမရထွန်းဟာရေအကျဲချီရှိနဲ့ဆန္ဒပြပွဲတွေအဒီကယုံအဆင့်ထိဖြစ်လာအောင်စပေးနေတယ်လို့ Los Angeles မြို့နဲ့ California ပြည်နယ်ခေါင်းဆောင်တွေကပြောပါတယ်။တတိယမြောက်နေ့အဖြစ်တနင်္ဂနွေနေ့ဆန္ဒပြကြရမှာဆန္ဒပြသူတွေကမြို့ရင်းရှိအဓိကလမ်းမကြီးကိုပိတ်ဆို့ပြီးရဲတပ်ဖွဲ့ကဆန္ဒပြသူတွေကိုလူစုခွဲစေခဲ့ပါတယ်။ထိတ်တိုက်တွင်းမှုအတွင်းလူစုခွဲဖို့မျက်ရည်ယိုပုံးတွေနဲ့တုံးခဲ့လို့ Los Angeles မြို့တော်ဝန် Karen Bass က ICE ဟာအမေရိကန်ရဲ့ဒုတိယအကြီးဆုံးမြို့မှာအကြမ်းဖက်မှုမျိုးစေ့ချခဲ့တယ်လို့ဆိုဆွဲခဲ့ပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကလည်းပြည်နယ်အုပ်ချုပ်ရေးမှူးအမိန့်မပါဘဲမျိုးသားအဆောင်တက်ကိုတုံးတဲ့အတွက် Trump ရဲ့လှုပ်ရက်ဟာရည်ရွယ်ချက်ရှိရှိလှုံ့ဆော်တာလို့ပြောခဲ့ပါတယ်။ဆန္ဒပြမှုတွေ၃ရက်မြောက်ထပ်ဖြစ်ခဲ့ရမှာမြို့လယ်မှာဆန္ဒပြသူတချို့က မောင်းသူမဲ့ကားတွေကိုမီးရှို့တယ်လို့အစာဦးမျက်နှာသားတွေကိုဖျက်ဆီးခဲ့ပါတယ်။တမရဒေါ်နယ်ထရန့်ဟာပြည်ထောင်တပ်ဖွဲ့ဝင်2000နဲ့မရင်းတပ်ဖွဲ့ဝင်900ကိုလူဝင်မှုကြီးကြပ်ရေးဆိုင်ရာစီးနှင်းရှာဖွေမှုတွေကိုပြည်ထောင်စုအဆင့်တုံ့ပြန်တာကိုအထောက်အကူဖြစ်စီဖို့ထပ်မံဖြန့်ကျက်ချခဲ့ပါတယ်။ထရန့်ရဲ့စစ်တပ်ကိုအုံပြုမှုအပေါ်ဒီမိုကရက်တစ်ပါတီဝင်တွေကလူသိရှင်ကြားဝေဖန်ပြီး ရင်းလုံးရက်ဟာကယ်လီဖိုးနီးယားကိုဆင့်မြေပြင်ဖြစ်လာစေတယ်လို့ပြောခဲ့ပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဒီမိုကရက် အုပ်ချုပ်ရေးမှူးဂါဗင်နျူဆန်ကလူတွေပိုဒေါသထွက်အောင်လှုံ့ဆော်ရရောက်လို့အဆောင်တပ်ပြန်ရုပ်ဖို့ထရန့်ကိုတောင်းဆိုခဲ့တယ်လို့သူအသိမပေးဘဲလွှတ်လိုက်တာဥပဒေနဲ့မညီလို့တရားစွဲခဲ့ပါတယ်ထရန့်ကပြည်နယ်အုပ်ချုပ်ရေးမှူးကိုဖမ်းဆီးရင်ကောင်းမယ်လို့ချိန်ချောက်ခဲ့တယ်လို့ ICE အဖွဲ့ဝင်တွေကတားဆီးရန်ကြိုးစားတဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့မြို့တော်ဝန်ကိုဖမ်းရလိမ့်မယ်ဆိုပြီးတွန်ဟူမင်ကပြောခဲ့ပါတယ်တွန်ဟူမင်ကိုနျူဆန်ကဖမ်းရရင်ဖမ်းကြည့်ဆိုပြီးပြန်ဆိုင်ခေါ်ခဲ့ပါတယ် ။လူဝင်မှုကြီးကြပ်ရေးစီးနှင်းရှာဖွေမှုတွေကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေအတွင်းအကြမ်းဖက်မှုနဲ့လူရဲမှုတွေဖြစ်ခဲ့တာပါ။ဇွန်လ10ရက်မှာတော့အလီမျိုးလေရက်ွက်တချို့ကိုမြို့တော်ဝန်ကညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်။လက်ရှိမှာဒီဆန္ဒပြမှုဟာအမေရိကန်မျိုးကြီးတွေကိုပြန့်နှံ့နေပြီးထရန့်ရဲ့နှိမ့်ဝက်မရှိသေးတဲ့တက်တန်အတွင်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်လာသလို ဒီမိုကရက်တစ်သမ္မတလောင်းဖြစ်လာနိုင်သူနယူဇန်ကိုအားဆန်းရအဖြစ်လဲရှုမြင်မှုတွေရှိနေပါတယ်။အမေရိကန်ပြည်တွင်းမှာသဏ္ဍပြပွဲတွေနဲ့ရင်ဆိုင်နေရတဲ့ထရန့်ဟာဗုဒ္ဓဟူးနေ့မှာရုပ်သံအင်တာဗျူးတစ်ခုထုတ်လွှင့်ခဲ့ပါတယ်။အဲ့ဒီတည်းမှာအမေရိကန်ရဲ့အဓိကတောင်းဆိုချက်ဖြစ်တဲ့ UNIAN တန့်စင်ခြင်းကိုရပ်တန့်မှုတီဟီယန်ကသဘောတူမယ်လို့သူယုံကြည်မှုနဲတဲ့ဆိုပြီးပြောခဲ့ပါတယ်။ဒါအစိုးပိုင်းကထပ်တလဲလဲချင်းချောက်ခဲ့တဲ့ ညူဆွေးနေပွဲမအောင်မြင်ရင်အီရန်ကိုတိုက်မယ်ဆိုတာဖြစ်နိုင်ခြေများလာတာကြောင့်အရှေ့အလယ်ပိုင်းမှာလှုပ်ခတ်လာခဲ့ပါတယ်။အီရန်စင်ဦးစီးချုပ်ကတော့အီရန်ကိုရန်စတိုက်ခိုက်ရင်ဣသရေလလှုပ်ဝက်နျူကလ িয়ার ဆက်ယုံတွေကိုတိုက်ခိုက်မယ်လို့ဇွန်9ရက်ကတည်းကပြောခဲ့ပါတယ်။ဒါ့အပြင်အီရန်အစိုးရကဆွေးနွေးမှုအဆင်မပြေလို့နိုင်ငံတကာပိတ်ဆို့မှုတွေပြန်လုပ်ဖို့ဆုံးဖြတ်ရင်နျူကလ িয়ার မပြန်ပွားရေးစာချုပ်ကနေနှုတ်ထွက်နိုင်တယ်ဆိုပြီးဇွန်12ရက်မှာပြောခဲ့ပါတယ်။ အီရန်ကိုအစ္စရေးတိုက်ခိုက်နိုင်ခြင်းမြင့်တက်နေလို့အီရန်မှာရှိတဲ့အမေရိကန်တန်ရုံးကိုတစိမ့်တစ်ပိုင်းရွှေ့နေတယ်လို့ကူဝိတ်နဲ့ဘာရင်ကဝန်ထမ်းတွေကလည်းဌာနလျောက်ထွက်ခွာခွင့်အမေရိကန်နိုင်ငံသားရေးဌာနကခွင့်ပြုထားပါတယ်။ဇွန်3ရက်နေ့နဲ့အစောပိုင်းမှာတော့အစ္စရေးကအီရန်ရဲ့အဓိကယူရေနီယံတန်းစင်တဲ့စက်ရုံအပါအဝင်အီရန်မျိုးတော်ကိုလေကြောင်းကန်တွေစတင်တိုက်ခိုက်ခဲ့ရမှာပောက်ကွဲမှုတွေတီအီရန်မျိုးတဝန်ကြားခဲ့ရပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အီရန်တော်လှန်ရေးအဆောင်အတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဟိုစိန်ဆလာမီနဲ့အကြီးတန်းနျူကလ িয়ার သိပ္ပံပညာရှင်အများပြားတည်ဆုံခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အခုအချိန်ထိတိုက်ခိုက်မှုတွေကြောင့်အစ္စရေးကနိုင်ငံတော်အရေးပေါ်အခြေအနေကြီးညာထားသလိုအီရန်တိုက်လေယာဉ်တွေကအစ္စရေးစစ်လေယာဉ်တွေကိုကြားဖြတ်ဟန့်တားဖို့ထွက်နေပြီလို့သတင်းတွေမှာဆိုထားပါတယ်။ဒီတိုက်ခိုက်မှုကအရှေ့အလယ်ပိုင်းမှာအင်အားရှိဆုံးစစ်တပ်တွေပါဝင်တဲ့စစ်ပွဲတစ်ခုအဖြစ်ဖြစ်လာဖို့အားကောင်းနေပါတယ်။ အမေရိကန်နဲ့တရုတ်နှစ်နိုင်ငံကိုယ်တိုင်တွေလန်ဒန်မှာနှစ်ရက်တာတွေ့ဆုံမှုဟာဇွန်လ10ရက်မှာပြီးဆုံးခဲ့ပါတယ်။ဒီတွေ့ဆုံမှုအတွင်းတရုတ်က တင်ပို့တဲ့မြေခြားသတ္ထုနဲ့အမေရိကန်ကကန့်သတ်ထားတဲ့ဒဇိတပိုင်းရှက်ကူးကိစ္စတွေကအဓိကဆွေးနွေးမှုဖြစ်ခဲ့တယ်ဆိုပါတယ်။ဇွန်10ရက်ဆွေးနွေးပွဲအပြီးထုတ်ပြန်ချက်မှာတော့သဘောတူညီချက်တွေကိုနှစ်နိုင်ငံခေါင်းဆောင်တွေကသဘောတူညီဖို့ပဲလိုတော့တယ်လို့ဆိုပါတယ်။ဇွန်17ရက်မှာထရန့်ကသူ့လူမှုကွန်ရက်ကနေ တရုတ်အမေရိကန်ကုန်သွယ်ရေးသဘောတူညီချက်အကောင့်ထဲပို့လို့ရပြီလို့ရေးခဲ့ပါတယ်။ဒီတစ်ပတ်မှာဒီသတင်းတွေဒါဖြစ်ခဲ့တာမဟုတ်ပါဘူး။ရုရှားနဲ့ယူကရိန်းအပြန်အလှန်လေကြောင်းကလည်းဒရုန်းတွေယာနဲ့ချီပြီးတိုက်ခိုက်မှုဖြစ်နေတယ်လို့ဥရောပခေါင်းဆောင်တွေကယူကရိန်းဘက်မှာရက်တီကြောင်ပြတဲ့အနေနဲ့ကိယက်ကိုတွားနေကြတာလည်းရှိပါတယ်။အိုဒက်ဆာမှာကျင်းပတဲ့ယူကရိန်းအရှိတောင်ဥရောပနိုင်ငံများထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ဇွန်17ရက်မှာသာဗီးယားသမ္မတအလက်ဇန်းဒါဗူးစစ်ကိယက်ကိုရောက်လာတယ်လို့ ဇွန်၁၂ရက်နေ့မနက်ပိုင်းမှာဂျာမန်ကာကွယ်ရေးဝန်ကြီးကိယက်ကိုရောက်လာခဲ့ပါတယ်။ဒါရီနဲ့ပြောင်းပြန်အမေရိကန်ကတော့ယူကရိန်းကိုလက်နက်ထောက်ပံ့နေတာဘတ်ဂျက်ဖြည့်ချဖို့စဉ်းစားနေတယ်ဆိုပြီးနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကပြောခဲ့ပါတယ်။ဒါရီမကသေးပါဘူး။ဇွန်လ၁၂ရက်နေ့မှာကြာရောက်နေတဲ့ရုရှားအမျိုးသားနေမှာရုရှားပြည်သူတွေကိုဂုဏ်ယူကြောင်းကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီရိုကကြေညာချက်ထုတ်ပြန်ခဲ့ပါသေးတယ်။ဒီတစ်ပတ်မှာဗော်တစ်ပင်လယ်တဲ့ နေတိုးကစီးရေးလေ့ကျင့်မှုတွေလုပ်နေတယ်လို့နေတိုးအတွင်းရေးမှုချုပ်ကဗီဒိန်ကာကွယ်ရေးစက်မှုလုပ်ငန်းတွေကိုတွားရောက်ကြည့်ရှုခဲ့တာရှိပါတယ်။ဇွန်လ12ရက်မှာပဲအိန္ဒိယနိုင်ငံအနောက်ပိုင်းအာမင်ဒါဘတ်မြို့ကနေလန်ဒန်ကိုဥတီတဲ့အိန္ဒိယလေကြောင်းလိုင်းကလူ244ဦးလိုက်ပါလာတဲ့လေယာဉ်တစ်စီးဟာစတင်ပြန်တက်ပြီးမကြမီလူတွေအဆောင်တွေရှိရာကိုပြတ်ကျခဲ့လို့လေယာဉ်ပေါ်ပါသူတွေအားလုံးတေဆုံးခဲ့တဲ့အကြောင်းကိုဖော်ပြရင်းယခုတစ်ပတ်နိုင်ငံတကာသတင်းကောင်းထုတ်ဖော်ပြမှုကို ဒီမှာပဲရက်လိုက်ခြင်းပါတယ်။ဟာတော့ဝန်တော်နေတယ်မှာ